တော့ဒါတခုနောက်တစ်ခုကကျွန်တော်တို့ဒီចောင်းကိစ္စတွေပဲဆက်ဆက်ပြီးပြောရင်းနဲ့ဘုံကြောင်းဘက်ကိုကျွန်တော်လှည့်ကြတာပေါ့ဘုံကြောင်းဘက်ဆိုတာကနတ်ဆက်ကအစိုးရကအခုကြီးညာထားပြီးသားရှိပါတယ်ခင်ဗျားတို့အားလုံးသိပြီးသားပါအဲ့ဒါဘာလဲဆိုတော့အာတရားမဝင်စိုက်ကယ်ကြီးကားတွေပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးဖန်ဆီးရေးပေါ့နော်ဖန်ဆီးတဲ့စီမံချက်တွေနဲ့ ဒါနေရီမှာစဖမ်းနေပြီနေဆက်မြို့တွေပါဆိုဖမ်းနေဗန်တို့ပါလို့ဆိုဖမ်းနေမြဗန်မြဝတီတော့မော်လမြိုင်စရှိနေပေါ့ဗျာဒီတောင်ကူလို့ဆိုရှမ်းပြည်အဲတောင်ကြီးလို့စရှိပေါ့ဗျာစသဖြင့်ပေါ့ရှမ်းပြည်နေထဲမှာတွေရောနေဆက်ဒေသတွေမှာအဓိကဖမ်းနေမြို့ပြအလဲကောင်ဒီပြည်မတွေဆိုင်မှာဖမ်းလို့ပြည်မတွေဆိုင်လည်းဖမ်းနေအဲ့တော့တရားမဝင်ရတွေဖမ်းနေဆိုတဲ့ညံမှာဟိုယဟန်တန်ကာတွေရဲ့ဘာရောပါသလားဆိုတော့ပွင့်လင်းပြောရင်တော့ယဟန်တန်ကာကြီးလည်းပါတာပေါ့ဗျာပါတာပေါ့ပါတာပေါ့ဆိုတဲ့ညံမှာခါကြရလေကျွန်တော်တို့ကတချို့ကတချို့ကဟို ောကြတာရှိတာပေါ့ယဟန်တန်ဃာတွေကဖမ်းအကောင်းလားပေါ့ဆိုဥပရိယကတော့ကျန်တပြည့်ညီတယ်ဖြစ်ရမယ်ဗျဥပရိယကကျန်တပြည့်ညီဖြစ်ရမယ်အခုမော်လမြေဘက်မှာဆိုရင်မွန်ပြည်နယ်မှာစာထုတ်တယ်ဘုန်းကြီးတွေယဟန်တန်ဃာတွေစာသင်ကျောင်းတွေမှာအဲတရားမဝင်ကားတွေစိုက်ကြတယ်မထားဘူးဆိုတာမျိုးပြောထားတယ်ဒါစာထုတ်ပေးတယ်ဆိုတာကလှမ်းပြီးကြိုတင်ပြီးတော့ပြောထားတာပြီးရင်အကယ်၍အဲ့ဒါကိုထားဆက်ထားတယ်ဆိုရင်အဲဒါဥရိယာအဲကြောင်းကတာဝန်ရှိသူပြောက်ကိုရေးယူရမယ်ဆိုတဲ့သဘောမျိုးဖြစ်သွားနိုင်တယ်။ဒါဥရိယာချိုးပေါတော့ပစ္စည်းကားတွေတိမ့်မယ်၊ဆိုင်ကယ်တွေတိမ့်ပလိုက်နိုင်တယ်ပေါ့ဗျာ။ဒါတွေဖြစ်သွားနိုင်တယ်။ဆိုတော့ ကိုဥပရိယဆိုရင်တော့ကျန်တဲ့ပြည်တွေဖြစ်တယ်နဲ့တိုးတော့ရဟန်းတန်ခါးတွေနည်းနည်းလေရဟန်းတန်ခါးတွေနည်းနည်းလေသူတို့တွေ့ရကြတော့နိုင်ငံတော်ကဒီသာသနာသာသနာဟိုဘောသာသနာဝါလေးပြီးတယ်ဗျာသာသနာကတ်တိပြီးတယ်အဲ့ကတ်တိနဲ့အဲ့ဒီကတ်တိနဲ့ပဲသူက ဟိုလိုင်စင်ကြက်ကတ်တော့ဟုတ်နော်ဆိုတော့ဖြစ်ပြရင်တော့အဲ့လိုကတ်တာဖြစ်တဲ့အတွက်နေဆက်ကနေရဟန်းတန်ခါရေးဆိုရင်နေဆက်ကနေကားတစ်စီးဝယ်တယ်ဝယ်ပြီးရင်လိုင်စင်ကြက်ကတ်တယ်ကတ်ပြီးတော့စီးကြတယ်အများကြီးရှိပါတယ်အဲ့ဒါကတော့တရားမဝင်ဘူးနော်သို့တော့ဒီတာသနာရေးဝန်ကြီးနိုင်ခုပြချက်နဲ့တရားဝင်ဖြစ်တယ်ဆိုရင်တော့အဲ့ဒါဘောင်ထဲမှာတရားဝင်တယ်အဲ့လိုမျိုးပဲနဲ့ကိုယ့်ဟာကိုတာသနာရေးဝါကြီးနဲ့ RLG RLG ဆိုပြီးတော့ကောက်ပြီးတော့ကိုယ့်ဟာကိုကောက်တတ်တာမျိုးကြတော့လုံးလုံးမရဘူး တရားဝင် register လုပ်ရမယ်စီရင်သွင်းရမယ်အခွန်ကောက်တတအောင်လုပ်ပေးလို့ရတယ်လူမဲ့တမ်းမဲ့လူတွေလည်းလူပေးလို့ရရမယ်ခေါင်းကကိုယ်သဘောနဲ့ကိုယ်လုပ်တာမျိုးလုပ်လို့မရဘူးပေါ့စိုက်ကယ်တွေမှာပေါ့အထူးလိုပါပဲအဲ့တော့ဟိုယဟန်တန်ဃာတွေကိုယ်တိုင်ကကျွန်တော်တို့တိုင်းပြည်ရဲ့ဒါကျွန်တော်တို့ကိုယ်တိုင်ဥချနေရတဲ့ဆရာတော်တန်ဃာတော်ကြီးရေဆရာတော်တန်ဃာတော်တွေပေါ့နော်တို့ကိုယ်တိုင်ကထိတ်ဆုံးအောင်စပြီးတော့ ပြုပြင်ပြောင်းလဲမှတာလေသူတို့ကိုယ်တိုင်စပြီးဥပဒေကိုလက်ခံပေးမှတာလေကျွန်တော်တို့အောက်ချက်ပြီးသူတို့ကလည်းဥပဒေကိုလက်ခံပေးလို့ရမှာဖြစ်တယ်သူတို့ကစံပြပို့ဖြစ်တင်တယ်ပေါ့နော်ဆိုတော့နိုင်ငံတော်ကကြီးညာတာကလည်းအကြောင်းရှိတယ်ပေါ့ဟိုအားနေရနေအပြစ်မိထားကြီးညာတော့မဟုတ်ဘူးလူတွေဝေးအော်အော်တောင်းနေဖြစ်နေတဲ့စိတ်တော့မဟုတ်ဘူးသို့တော့လှုပ်ဖို့လိုအပ်တယ်လို့သူတို့မှာ အချက်လက်ထောက်ထားရရှိနေတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဒါကြောင့်မလို့သူတို့လုပ်တယ်တိုးတော့အထိနာသွားတာကတော့အောက်ခြေပြည်သူအခြေခံပြည်သူအဲခြေလက်ဒေသတွေမှာနေရီမှာအမရှိမရှိမယ်လေးနဲ့သူတို့ကရှိရလေးစီးပြီးတော့ရရလေးစီးပြီးတော့အဲ့ဒါလေးတွေနဲ့လောက်ကရှာဖို့စားတော့နေရတဲ့လူတွေကြထိသွားတယ်ဒါပေမဲ့လည်းဘလို့ရှိပါနိုင်ငံတကာနိုင်ငံလို့ဟဲရဲလို့ဖြစ်လာရင် နိုင်ငံတကာနိုင်ငံရဲလို့ဖြစ်လာရင်အဲ့နိုင်ငံမှာအောက်ခြေလူရသားရှိမယ်အလဲလက်ရှိမယ်အထက်တန်းလွှာရှိမယ်အလွှာလိုက်ရှိမယ်အဲ့အားလုံးအခွန်တော့ဆောင်ကြဖို့လိုတယ် အခေါ်မဆောင်ဘူးကိုစီးတဲ့ကားကိုစီးတဲ့ సై ကယ်ကိုစီးတဲ့တခုခုပေါ့ဗျာစီးရရင်တခုခုနဲ့ပတ်သက်လို့ license မလုပ်ဖဲနဲ့ကိုသဘောနဲ့ကိုလှုပ်ချင်လှုပ်နေမယ်ဆိုရင်အဲ့လိုစင်းမရှိအင်းမရှိဇရာမရှိဓာမရှိနေလှုပ်ချင်ရှောက်လို့ကြမယ်ဆိုရင်တိုင်းပြည်ဟာပြည်စည်းချင်းကားဝတိုင်တတ်တယ်အဲ့တော့စင်းဇရာစင်းအင်းတွေကိုဝင်ဖို့လိုတယ် အဲ့တော့ရှင်းမတနိုင်ကုန်လို့ရှိရယ်စိုက်ကယ်တွေကားတွေနဲ့ပတ်သက်အောင်စီးရင်ဝင်ဖို့တော့ကိုလိုင်စင်ပြန်ပြီးတော့ကိုယ်တိုင်ကကိုယ်မှာတရားဝင်တသိရှိနေလိုင်စင်လျှောက်တဲ့လိုင်စင်လျှောက်ဖို့ခေါ်တဲ့အခါတရားဝင်လိုင်စင်လျှောက်ကြဖို့လိုအပ်တယ်ရဟန်းတန်ခါကြီးလည်းလျှောက်ဖို့လိုအပ်ပါတယ်ဟိုဖြစ်နိုင်ရင်တော့တာတရိုင်းဝန်ကြီးဌာနကတာတရိုင်းဝန်ကြီးဌာနခွင့်ပြုထားတဲ့ဟာဆိုရင်လည်းခွင့်ပြုထားတဲ့ဟာကိုအထောက်ထားလေးကြီးကင်ထားကြဖို့လိုတယ်ဒါမဖြစ်တင်တာတွေမဖြစ်အောင်လို့ပေါ့နော်ဆိုတော့ဒီလိုကျွန်တော်တိုက်တွန်းခြင်းလေပြီးတော့ကျန်တဲ့ပြည်ကြီးတွေမဖြစ်ဘူးဆိုတော့ဥမာနေဆက်တွေမှာဆိုလို့ရှိရင်ခင်ဗျာကျန်တာပြောနေဟိုဘာလဲဘာခေါ်လဲဆိုတော့ ကျွန်တော်တို့ရန်ကုန်မှာအကောင်းစားကားတွေဖြစ်တဲ့တက်မှတ်ထားတဲ့ Mercedes တို့ BMW တို့ Land Cruiser တို့ကနယ်သက်မှာရှိတဲ့လက်နက်ကင်တွေရဲ့အဖွဲ့တွေမှာအဲ့ကားတွေကအကုန်လုံးဈေးပေါ်ပေါ်နဲ့ရတယ်အဲ့မှာတော်တော်ကြီးစီးနေတယ်ပြက်လဲဘာမှမဖြစ်ဘူးဘာလို့ဈေးပေါ်တာကို ဒီပြီမမှာဒါအိတ်ကားတွေဈေးကြီးတာဟိုမှာဈေးပေါ်တယ်ဘာလို့ဒီမှာပြီမဈေးကြီးလဲရှင်းရှင်းလေးပဲ line တရားဝင်ဒီအခွန်ဆောင်ရတာဒါတွေဈေးကြီးတယ်ကားထက်အခွန်ကပိုများနေတယ်အဲ့တော့များတဲ့ခါဈေးကြီးသွားတယ်ဆိုဈေးကြီးသွားတဲ့ခါကျတော့ကျွန်တော်ကဒီဘက်ကလူတွေကဈေးခံစီရတယ်ဟိုမှာကျတော့တောတိုးတယ်ဆိုတော့သူတို့ကတခါကြာရင်အာသူတို့ကပြစ်လာငါတို့မင်းတို့ကမင်းတို့ကဈေးခံစီရခြင်းမှာငါတို့ကဒီလိုစီရဆိုသူတို့ပြောကြတယ်ဒါပေမဲ့အခွန်ကတရားဝင်စီရတာ ဆိုတော့တရားမှန်သာစီးကွင်းရမှာဆိုရင်ရန်ကုန်မှာလည်းခင်ဗျာအကောင်းစားကတွေ road rights တွေဆိုတာဝယ်စည်းကြမှာပေါ့ဗျာလူတွေကเนาะဒါကြဒါကြောင့်တစ်ခါကြရင်လည်းလူတွေကတရားဥပဒေဘောင်းထဲမှာမနေချင်ဘူးနေဆက်မှာဖြစ်တယ်နေဆက်ကလူတွေကကြတော့အခွင့်အရေးပိုရတယ်လို့ဖြစ်တယ်ကျွန်တော်တို့တရားဥပဒေဘောင်းထဲမှာရှိတဲ့မျိုးတွေအောက်မှာရှိတဲ့လူတွေကပိုပြီးအခွင့်အရေးမှာကျတဲ့သလိုတော့ဖြစ်တယ်ဒါဖြစ်သွားတော့တရားဆိုတော့တရားဥပဒေကတပြင်းညီတဲ့ဖြစ်ဖို့တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာတွေမှာလည်းစိုးမိုးမှုရှိလာအောင်တော့ဒီစရအောင်ပဲဖွဲ့စည်းရဥပဒေကဘာဆိုတော့တစ်ခုချင်းပြနေလို့မြင်တယ်ဒါပေမဲ့လည်း တင်းကျပ်လွန်သောဥပဒေဟာလူနဲ့လူတွေအခက်အခဲဖြစ်လာတဲ့ခါကျရင်လည်းညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ဖြေလျှော့တင်တာဖြေလျှော့ပေးဖို့လည်းလိုအပ်တယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့နေမှာဆင်မပြေဖြစ်သွားတဲ့လူငယ်တွေအဲမဖြစ်ဖြစ်သွားတဲ့မိသားစုတွေအတွက်လည်းတရားဝင်လမ်းကြောင်းလေးကိုတက်လို့ရအောင်တော့ဖမ်းမဲ့အစားတရားဝင်လမ်းကြောင်းလေးကိုတက်လို့ရအောင်တော့အကောင်လုံးကစီစဉ်ပေးတင်တယ်သက်ဆိုင်ရာမြို့နယ်တွေမှာတရားဝင်မှတ်ပုံတင်တဲ့စနစ်ကိုစနစ်တကျလုပ်ခိုင်းတင်တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါမှသက်ဆိုင်ရာမြို့နယ်တွေကတရားဝင် license ရန်တရားလေးထုတ်ပေးလိုက်အဲ့ဒီကနေအရန်တရားနဲ့စီလူ license ရင် license ရှိထားဖို့လိုအပ်ပါတယ်အဲ့ဒါရှိမှပဲ ဖြစ်မယ်ပေါ့နော်။သာသနာတော်ဆိုလို့ရှိရင်လည်းသာသနာ့ဝင်ကြီးဌာနတရားဝင်မှတ်တမ်းမှတ်တမ်းသွင်းစင်းရင်းသွင်းပြီးတော့သာသနာ့ရေးမှာမောင်းမယ်လို့အဲ့သာသနာ့ရေးမှာမောင်းမယ်လို့ရင်မောင်းနေရတာဆာ license ရှိမှုလို့လေ။မောင်းရင်ကိုယ်ကဘာဖြစ်နေလဲဆိုတော့ကျွန်တော်နိုင်ငံမှာကလေထိုင်းတိုင်းကျဲခွင့်ရနေတဲ့ဖွဲ့စည်းနှစ်ခုရှိတယ်။ဟိုနှစ်ခုအဓိကနှစ်ခုရှိတယ်။ကျွန်တော်တို့ရှိပါသေးတယ်။နေဆက်လက်နက်ကင်ထားလိုက်တော့ပြီးပြီမှဆိုရင် pride လူ့ pride ရင်ရင်မောင်းအဲ့ဒီလူတွေက license ရှိလားမရှိလားမသိဘူးအဲ့ pride ဆိုတဲ့ခေါင်းစဉ်အောက်ကတက်မောင်းရင်ဘယ်ရဲမှလည်းမတောက်ဘယ်သူမှလည်းမတောက်အဲ့တိုင်းမောင်းနေတာမောင်းလို့တော့လမ်းလေကောင်းမဖြတ်မောင်းလို့မောင်းဝီအောင်ဝီအောင်ဝီအောင်ဆိုကျွန်တော်တို့မသိတဲ့လူတွေကစားကားတွေပေးဖယ်ပေးကြအကုန်လုံးဟောဝီအရေးကြီးမယ်ထင်တာဘယ်ဟုတ်မလဲအမဲဝီအောင်ဝီအောင်ဆိုတာထင်မှမပါအောင်ပါဘူးအဲ့လိုလုပ်တဲ့ကောင်းကြီးရှိတယ်ဗျဟိုသူတို့အသိဉာဏ်ပိုင်းကနဲတာဘူးနောက်တစ်ခုကအဲ့လိုအဲ့ဒီလိုမျိုးဒီ pride ရင်ခေါင်းစဉ်အောက်ကနေလှုပ်ရှားနေတဲ့ကောင်းကြီးလည်းများတဲ့ခါကျတော့ဒီ pride ရင်ခေါင်းစဉ်အောက်မှာပဲ တရားဝင်လိုင်စင်သွင်းမှုလိုအပ်ဖို့လုတ်လုတ်ဖို့လိုအပ်လာတယ်။ဘာလို့ဆိုတော့သူတို့ Pride ကလုတ်ပါလေဆိုပြီးတော့ကားတွေကိုငယ်ဆက်ကနေပြီးတော့ကောင်းစားရဲ့ Alpha တွေသွင်းလာတယ်၊ကား Alpha တွေသွင်းလာတယ်။အဲ Alpha တွေသွင်းလာပြီးတော့ဒီရောက်တော့မိသားစုဖျားဖို့တွေဖြစ်ကုန်တယ်။ Pride လိုလိုနဲ့မိသားစုဖျားဖို့တွေဖြစ်ကုန်တာရှိတယ်။ခါကြရင်လည်းမကောင်းဘူးဗျာ။ဒါတွေကလူတွေကချင်းဝင်စီရင်တဲ့ကကိုယ့်ကိုယ်တဲ့ကကိုယ်တာဝန်ယူထိန်းချောင်းနိုင်ဖို့လို့သူများကဒီလောက်နဲ့စီကိုလည်းဒီလိုစီမှုလို့လေ။အဲ့လိုပုံမဲ့နဲ့သူများတွေကတော့တန်းဒီလောက်ဒီလောက်ဈေးပေးထားတယ်ကိုကြတော့ဈေးဘောလောက်လို့ဆိုတာဒါသိပြီးတော့ ကိုကိုယ်တိုင်အစားပြီးတော့ဟိုဗီဇာမကောင်းတာစီကံချုပ်ဖောက်တယ်လို့ခေါ်ပါတယ်အဲဒါကြောင့်အဲစီကံချုပ်ဖောက်မှုဗီဇာမကောင်းမှုတွေကိုပြင်ကြဖို့လိုတယ်နော်ရဟန်းတန်ခါကြီးလည်းဒီလိုပဲရဟန်းတန်ခါကြီးရှင်တွေကိုမောင်းပြီးရှင်မောင်းနေဆိုရင်ရှင်ရှင်မောင်းနေဆိုရင်ခင်ဗျားကရဟန်းကတ္တတွေမောင်းတယ်ကျွန်တော်တို့ကကားတွေပိုင်းမောင်းရင် RRLG ဆိုတဲ့ကားနဲ့ခုန Pride ရှင်မှာဆိုတဲ့ emergency ကားတွေကိုကျွန်တော်တို့ကြောက်ရတယ်သူတို့ကဘူးကြောက်တယ်ဘာလို့ကြောက်လဲဆိုတော့သူတို့ကရဟန်းကတ္တတွေနဲ့ဝင်ဝေါ်ဝေါ်နဲ့ဝင်ချပါကျွန်တော်တို့မှသူတို့ကြောက်နေရတယ် အဲ့လိုအဲ့လိုဖြစ်နေတဲ့အခါကျရင်အဲ့ဒါကြောင့်ဒါကြောင့်ကိုယ့်ဘက်ကလည်းစင်ကြင်ရဖို့ကောင်းလို့ပဲလိုတယ်နိုင်ငံတော်ကလည်းသတိထားပြီးတော့ထိန်းချောက်ဖို့လိုတယ်ဒါတို့တော့ကျွန်တော်အပြန်လာမျှကြည့်ပြီးပြောပါတယ်ဒါလေးတော့ပြင်သင့်တာပြင်ကြဖို့နော်သာသနာရေးဘက်ကလူတွေလည်းစင်ကြင်သင့်တာစင်ကြင်ကြဖို့တော့တိုက်တွန်းပါတယ်တချို့ရဟန်းတန်ခါဆရာတော်ကြီးတန်ခါတော်ကြီးတွေအနေနဲ့ကြတော့ သူတို့ကတော့ဥပဒေနားလည်ပြီးသားလုံးတင်လုပ်တယ်လုပ်ပြီးသားမို့လို့နိုင်ငံတော်ကလည်းစိတ်ကက်စိတ်ကက်ပြီးတော့ပူဇော်တာမို့လို့ဘာမှပြဿနာမရှိမြဲတာမန်နယ်မြို့တွေမှာရှိတဲ့ပုံအကြောင်းတွေမှာကြေးရွာတွေမှာအဲ့ဒါတွေမှာတတိထားဖို့လိုပါတယ်ပြီးတော့ဖုံးကြီးတွေအနေနဲ့လည်းဂုံတုဂုံတိုင်းလုပ်ပြီးတော့ကားတွေအဲတစီပီတစီဝပေးချဖို့အစားသာသနာတော်ကိုသာတည်တည်ချာဆောက်ရှောက်ချဖို့လိုပါတယ်ပြီးတော့ဘုရားသာသနာကိုတည်တည်ချာချက်ချာနာနာအဲ ဟိုတန်ခတာဝန်ကြီးမအောင်ထမ်းဆောင် ကြတာပို့ပြီးတော့ကောင်းပါတယ်လို့ပဲကျွန်တော်တို့ခုနဟိုလှုပ်ချီပြီးတော့ဟိုပြောပြရစီเนาะအဲ့လိုရတာလေးတော့เนาะဒါပေမဲ့နိုင်ငံတော်ကလည်းတန်ခတော်ရင်းနဲ့ပတ်သက်ရင်တော့အရင်ကြီးမလုပ်ပါဘူးသတိထားပြီးတော့သူကင်တွယ်ပါလိမ့်မယ်เนาะအဲ့တော့ပြည်သူတွေနဲ့ပတ်သက်ရင်လည်းနိုင်ငံတော်နေနဲ့အတန်နေမျိုးစုံသူနားထောင်ပြီးဖြစ်တဲ့အတွက်တစ်တော်ရစီမံချက်တစ်ခုလုပ်ပေးလိမ့်မယ်လို့ယူဆပါတယ်ပြီးတော့ အောက်ခြေကရေတည်းရေတက်ဖို့ဝင်နေစီမင်းတွေထွေးဦးတွေဆားရှိတဲ့ပုံကိုတွေကလည်းဓာကြီးကငါတို့တက်စားခွင်ပဲဆိုပြီးတော့ခွင်ဖန်ကြတာမျိုးတဲ့ဆိုင်လူတို့ကငါတို့ဘလူးလေးကူညီပေးလိုက်ရင်ကောင်းမလဲဆိုတော့စိတ်တက်လေးနဲ့ကူညီပေးလိုက်ကြတာအားဖြင့်တယောက်နဲ့တယောက်အပြုံးလေးတွေဖလဲကြတာမကောင်းဘူးလားလို့ပဲကျွန်တော်တိုက်တွန်းမရစေနော်ဒါလေးကတော့ဒါလေးတစ်ချက်ပါ